ပြ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 နဲ့ခံရုံးရှိမြအကုန်လုံးကျအောင်ဆက်တာပါမตาရှာအောင်မကလားမตาကြီးတကြွရတဲ့အတိုင်းပဲကျွန်တော်အစွန်နာဓာတ်ပုံနေနဲ့အလောင်းပုံနေနဲ့တင်တာတစ်တော့မตาပုံနေစောအကုန်လုံးဖျက်ရှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကိုကူညီပါဗျာကျွန်တော်တကယ်ဖုံးလဲဘာမှမလုပ်တတ်ပါဘူးဒါသူများလုပ်ပေးလို့ရရတာပါဒီပုံလေးကိုကြည်ထားပြီးတော့ကူညီပေးကြပါကျွန်တော်အမှန်တရားတစ်ခုကိုပဲကျွန်တော်လိုချင်တာပါ အစ်စ်ပလင်းနဲ့ပစ်ပေါ့အားကကလန်ပြတ်ခိုးမျက်စိတွေမှာပြာသွားပြီကျွန်တော်အချိန်နဲ့တက်လို့မရတော့ဘေးမှာကြောက်နှစ်ဖက်ရှိတယ်မြောင်းတစ်ခုရှိတယ်ကျွန်တော်ကမြောင်းထဲကိုကြာတော့မယ်စီမှာကျွန်တော်ဘရိတ်အုပ်ပြီးတော့နောက်ပြန်ဆုပ်သွားတယ်အဲ့ဒီချိန်မှာလူတွေအားလုံးထွက်လာကြတယ်ကျွန်တော်လည်းဓာတ်လိုက်ပဲမောင်းထွက်ခဲ့တယ် အားလုံးပဲမင်္ဂလာပါဗျာဒီဗီဒီယိုဖိုင်လေးကိုအရင်ဆုံးကြည့်ကြရအောင်ဟဲ့ယောက်ျားကိုသားကြီးခေါ်ဥတင်မင်းထွေးကိုမတင်ဖြင်းကားနဲ့ကြိတ်တက်ခဲ့တဲ့ဘီရင်စရာကေဇော်ဟိန်ရဲ့စိုင်းဘုတ်ပါကျွန်တော်ကသူများကြီးလိုဓာတ်ပုံနေနဲ့လဲတွဲပြီးတော့မတင်တတ်လို့ပါဒါတော့သူများအကူအညီနဲ့ကျွန်တော်တင်ရတာပါဘယ်သူမှလည်းလုပ်ပေးဖို့မရှိပါဘူးအသက်ခံရတဲ့နေရာလဲဘယ်သူမှကယ်မဲ့လူမရှိပါဘူးကျွန်တော်ရောက်သွားခံမှာနှုတ်မဆိုရင်ဘယ်သူတတ်လို့တတ်မှန်းအောင်သိမှာမဟုတ်ပါဘူးကျွန်တော်ကအစမှမရောက်သွားပါဘူး သူများအော်တန်ကြားလို့အိမ်ထဲကနေပြေးထွက်တဲ့အချိန်မှာနောက်ဆုံးတစ်ချိန်ကြိတ်တဲ့အချိန်မှာမှကျွန်တော်ရောက်သွားတာပါဒီမှာဗေဒင်ဆရာကေဇော်ဟင်းရဲ့ဓာတ်ပုံမှာဟမကျွန်တော်အခုလေးနေပုံသွားထုတ်ပြီးတော့ဒါတင်ထားတာပါကျွန်တော်ဘာမှမလုပ်တတ်ပါဘူးဒါတော့သူများကူညီပေးလို့ပါဟမဓာတ်ပုံလေးနဲ့တွဲပြီးတော့တင်ပါဆိုလို့ဟမခုလေးတင်သွားပြီးတော့ထုတ်ခဲ့တဲ့ပုံတွေပါဟမကျွန်တော်ကူညီပေးကြပါကျွန်တော်ယောက်ျားမတရားအသက်ခံရတာပါဝိုင်းပြီးတော့ကူညီပေးကြပါဗျာ ကျွန်တော်ကူညီကြပါဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကတော့ letter law line ပေါ်မှာပြန့်နှံ့နေပါတယ်တင်တဲ့အမျိုးသမီးကသူ့ယောက်ျားကိုဘေးရင်ဆရာကေဇော်ဟင်းကကားနဲ့မသေးမချင်းကျိတ်ပြီးတတ်သွားတယ်ဆိုပြီးတော့ line ပေါ်ကိုတင်ခဲ့တဲ့ဗီဒီယိုဖိုင်လေးပါအဲ့ဗီဒီယိုဖိုင်လေးကဒီအပိုင်း line ပေါ်မှာတော်တော်ပြန့်နှံ့နေတယ်ကရကရှင်ဖြစ်တဲ့ဘေးရင်ဆရာကေဇော်ဟင်းက ီနေ့မှထွက်ရှင်းလာပါတယ်။အဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နောက်မှထည့်ပေးထားတယ်။ဒီဖြစ်စဉ်လေးကို တင်ပေးရတဲ့ UI ချက်က reaction လုပ်ချင်တာထက် အမှုတစ်ခုကိုအမှန်တရားပေါ်စေခြင်းနဲ့ဆန္ဒပါ။ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာကိုပြောပြမှာမဟုတ်ဘဲနဲ့သုံးသပ်မှာမဟုတ်ဘဲနဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပရိသတ်တွေနဲ့အတူတူကျွန်တော် viewer တွေနဲ့အတူတူကြည့်ပြီးတော့အမှန်တရားကို ရှာဖွေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဆက်ကြည့်ပါမယ်။ ကျွန်တော်နားထဲမှာအခုချိန်ကြီးအဲ့တန်တီးကကြားနေရတော့မဲဒီလူသက်သမားမြန်မြန်ဖမ်းမိအောင်လို့ကူညီပေးကြပါကျွန်တော်ယောက်ျားကျွန်တော်မျက်စိရှိတယ်စိတ်သက်ခံနေရတာပါကျွန်တော်တော့မသေးလို့ကြံနေရကျွန်တော်ကပါစိတ်တာဂိုင်းနဲ့အမဒါဘေးနေဆရာကေဇော်ဟင်းရဲ့ပုံသူ့နာမည်ကဘိုဘိုဇော်လို့လဲခေါ်တယ်သူကအထက်လန်းအောက်လန်းဆရာပါကျွန်တော်ဓာတ်ပုံမတင်ဘူးဆိုတာ င်တော့ဓာတ်ပုံထုတ်ပြီးတော့ပညာနဲ့ပြူစားမှကြောက်လို့ပါဟုတ်ကဲ့ပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗေဒင်ဆီယာကေဇော်ဟင်းကတော့ဒီနေ့မှထွက်ပြီးရှင်းလာပါပြီအဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုလည်းကျွန်တော်အလင်းတင်သလိုတင်ပေးသွားမယ်လောလောဆယ်သူဖြည့်ရှင်းလာတဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုကြရအောင်ဗျာမေဆွေများကျွန်တော်ရှိခင်နှစ်သက်သူများအားလုံးမင်္ဂလာပေါင်းတဲ့ ပြည့်စုံကြပါစေခင်ဗျအခုတော်တော်လေးကိုဒါပြန့်နှံ့သွားတယ်ကျွန်တော်ရဲ့ကိစ္စကြီးကိုပြောရမယ်ဆိုရင်ဒါကတကယ်တော့မတော်တဆဖြစ်ခဲ့တာမဟုတ်ဘူးခင်ဗျမတော်တဆမဟုတ်ပါဘူးတမင်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်သွားတဲ့ဖြစ်စဉ်ပါကဲအဲ့တော့တစ်ဖက်ကအဲ့လိုတွေ ပြောလာပြီဆိုမှကျွန်တော်ကလည်းပြပြစုံစုံတိတိကျကျကျွန်တော်မှပြောပြပေးရမယ်အရှိန်ရောက်ပြီပေါ့ခင်ဗျာတချို့သောကိစ္စတွေကကျွန်တော်ကဖျားတရားလန်းစင်နဲ့လိုက်တဲ့အတွက်ကျွန်တော်ကမရှင်းမဲနဲ့ဒါထားလိုက်တာတချို့ကိစ္စတွေကမရှင်းတာတော့မဟုတ်ဘူးเนาะအဲကိုကနှုတ်ဆက်နေခြင်းပေါ့ဗျာเนาะတကယ်ကိုမတော်မတရားတွေနဲ့ကြုံတဲ့အခါမှာအတတ်နိုင်ဆုံးနှုတ်ဆက်နေကြည့်မယ်ဆိုပြီးတော့နေကြည့်တဲ့သဘောနဲ့ကျွန်တော်က ဘသူကမှကျွန်တော်မဖော်ပြသေးဘဲနဲ့ကျွန်တော်ကကျွန်တော်စီစဉ်နေခဲ့တာခင်ဗျအဲ့ဒီစီစဉ်နေအားလုံးကလည်းထင်သလိုမဖြစ်ပါဘူးဖြစ်စဉ်ကဒီလိုပါဘယ်ရင်ဆရာလို့မပြောရအောင်နော်တော်ကီကောင်းနဲ့စကားပြောပုံကလူရည်လဲတယ်နော်ဆက်ကြည့်ပါဦးမယ်တမီးလေးကိုကျူရှင်ပို့ပြီးတော့ပြန်လာတဲ့အချိန် မီးကိုတူရှင်ပို့ပြီးတော့တာမီးနှစ်ယောက်ဈေးဝယ်ပြီးတော့ကျွန်တော်ပြန်လာတဲ့အချိန်သူတို့ဈေးမှာကြံခဲ့ပြီးတော့ကျွန်တော်ပြန်လာတဲ့အချိန်ကျွန်တော်လမ်းထဲကိုပြန်ဝင်တဲ့အချိန်အဲ့ဒီလူကနောက်ကိုလှည့်ကြည့်ပြီးတော့စိုက်ကင်နဲ့ကျွန်တော်ကားမောင်းနေတဲ့ရှစ်တဲတဲကိုကပ်ပြီးတော့ရှစ်တဲတဲရောက်မှကပ်ပြီးတော့ကန့်လန့်ပြဝင်လိုက်တယ်ခင်ဗျတိုက်မိသွားတယ်ဒါဆိုပြီးတော့စိုက်ကယ်လေးနဲ့နောက်ကစိုက်ကယ်ကိုတိုက်မိသွားတယ်စိုက်ကယ်ရောလူရောဘေးထဲကို ကြာသွားတယ်တိလိုက်ပြီကျွန်တော်တပြဿနာရှိပြီရန်လို့တော့မှာကျွန်တော်ရဲ့အိမ်ကလမ်းရဲ့နောက်ဆုံးဘက်အိမ်ကရက်ွက်ရဲ့နောက်ဆုံးလမ်းနောက်ဆုံးပေါ့ကျွန်တော်ပြန်꿰လိုက်တယ်ဒါပြန်ထွက်မှရတော့မယ်ပေါ့ဗျာကျွန်တော်အနေနဲ့꿰ပြီးလဲအထွက် तू ကပြေးတက်လာပြီးတော့ကားရှိတဲ့တဲ့ကိုအရက်ပလင်းနဲ့ပစ်ပေါက်ပြီးတော့ဒါလိုက်ကန့်လန့်ဖြတ်ထိုးဝင်လိုက်တယ်ခင်ဗျာ မျက်စိတွေမှာပြာသွားပြီကျွန်တော်အချိန်နဲ့တတ်လို့မရတော့ဘူးဘေးမှာကြောက်နှစ်ဖက်ရှိတယ်မြောင်းနှစ်ခုရှိတယ်ကျွန်တော်ကမြောင်းထဲကိုကြာတော့မယ်စီမှာကျွန်တော်ပရိတ်ဥပ်ပြီးတော့နောက်ပြန်ဆုတ်သွားတယ်အဲ့ဒီချိန်မှာလူတွေအားလုံးထွက်လာကြတယ်ကျွန်တော်လည်းတရိုင်းပဲမောင်းထွက်ခဲ့တယ်အဲ့ဒီညာထီကိုကျွန်တော်ကရှိသေးတယ်ဆက်ချင်းတရင်ကကြားလိုက်ပြီးကျွန်တော် တည်သွားတယ်တဲ့အဲ့ဒါနဲ့တစ်ဆက်ထဲမှာပဲအကူတဲ့အချိန်ကြီးတော့မကောင်းဘူးတဲ့အခုအိမ်ကိုအကုန်လုံးဝင်ပြီးတော့တိမ်းသွားပြီတဲ့လိုအပ်အကုန်ယူသွားပြီတဲ့ဝင်တိမ်းကြရတယ်အခုရှောင်လိုက်တာကောင်းပြီပြောတဲ့လူကလည်းမမှားဘူးနော်ကျွန်တော်ဒါလိုက်ရှောင်ထွက်ခဲ့တယ်အဲ့တော့ဒီဖြစ်စင်မှာတေကြတာက ေဒင်ဆီယာကေဇော်ဟင်းကကားနဲ့ကြိတ်မိခဲ့တဲ့ဖြစ်စဉ်ကတော့အမှန်ပဲเนาะဒါက confirm တေချာသွားပြီ သူကိုယ်တိုင်အခုထွက်ရှင်းလာတယ်ဗေဒင်ဆီယာကေဇော်ဟင်းကားနဲ့ကြိတ်ခဲ့တယ်ဆိုတာကအမှန်တရားပဲအဲ့ဒါကတော့တည်တည်ချာချာအားလုံးကာကနနာတည်သွားပြီကျွန်တော်တို့ဆက်ပြီးတော့နားထောင်ကြည့်အောင်မယ်အဲ့ဒီမှာဈေးဝယ်နေကြင်ခဲ့တဲ့ ျွန်တော်ရဲ့အမျိုးသမီးနဲ့ကျွန်တော်ရဲ့သမီးလေးရာအမျိုးအိမ်ကိုရောက်သွားတယ်သူတို့မျိုးတယောက်ကလာခေါ်တယ်ပေါ့ဗျာနောက်တနေ့မှာသူတို့တွေတွေ့ကြတယ်ကျွန်တော်တော့မရှိဘူးပေါ့နော်သူတို့တွေတွေ့ဆုံကြတယ်တွေ့ဆုံကြတော့ကျွန်တော်မျိုးသမီးကရှင်းပြီဘာရီဘာရီတိန်းတုံးဆိုတော့ရွှေတူရွှေစားတွေရောအကုန်တိန်းတာစာရွက်စာတမ်းတွေရောအိမ်ပြန်မရောက်သေးဘူးဘယ်သူမှ တို့ကပိတ်လိုက်ပြီပေါ့အိမ်ပေါ့အဲ့တော့အာပုံမှန်မှာပဲတို့ကတော့နော်စကန်ကတော့အာဘလော့ဘလော့ဆိုရင်တော့ပြီးပါတယ်အမဘာညာပေါ့တို့ပြောကြတယ်ပြောကြတော့ဟုတ်ပြီပြီးတယ်ဆိုရင်ဒါအကုန်လုံးစီစဉ်မယ်ရှင်းမယ်တခါလေးရှင်းပြပါဆိုတော့လေမဟုတ်ပြန် အခုပြန်လာမှရမယ်ကျွန်တော်ပြန်လာမှရမယ်ဆိုပြီးတော့သူတို့ကပြောပြန်တယ်ပြောတော့ဟာအဲ့ဒါဆိုရင်တော့မရှင်းဘူးမရှင်းသေးဘူးဆိုပြီးတော့အစိန်ကအဲ့လိုကြန့်ကြာသွားတယ်ကြန့်ကြာသွားတဲ့အစိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်သမီးလေးနဲ့အမျိုးသမီးကအိမ်ကိုပြန်တယ်ဖြစ်စဉ်ကိုကျွန်တော်ကအကုန်လုံးပြောပြလိုက်ပြီ ဒီကိစ္စဖေမမားဘူးဒါမတော်တဆမဟုတ်ပါဘူးတမင်ကိုတုကိုတူဒါဘလို့အညိုတင်းနဲ့မှန်မသိတမင်ကိုအတိခံပြီးတော့ဒုက္ခပေးတဲ့ပုံစံမျိုးပါဘလို့ဘလို့အတိခံပြီးတော့ဒုက္ခပေးရလူတယောက်ကသူ့ရဲ့အတက်ကိုအတိခံပြီးဒုက္ခပေးတာဖြစ်နိုင်ပါမလား ဒါကတော့တပတ်ထဲရဲ့စကားကိုကြည့်လို့တော့မရဘူးပေါ့ဗျာနော်အဲ့တော့လောလောဆယ်ဘေဒင်းစရာပီပီစကားပြောတော့ကောင်းတယ်နားထောင်လို့တော့ကောင်းတယ်ဘလို့မှရှောင်လွဲလို့မရဘူးတကယ်တကယ်တမ်းဖြစ်စဉ်အစ်စ်မှန်ကအဲ့ဒီတည်သွားတဲ့လူဟာအဲ့ဒီတစ်ချိန်ထဲမှာလုတ်ခဲ့တာမဟုတ်ပါဘူးနှစ်ပေါင်းများစွာ ဆယ်နှစ်ဝန်းကျင်လောက်ကိုရှိနေပြီဗျာကျွန်တော်ရဲ့အိမ်တချံကျော်ရပါပြီနေ့စဉ်ကျွန်တော်သမီးလေးကိုကြောင်းပုတ်ကြောင်းကျူလောက်တန်းမှာရှေ့ရဆိုင်ကယ်ကိုကန့်လန့်ဖြတ်ပြီးတော့တိုက်ရဲတိုက်ကြည့်ဆိုတဲ့ပုံစံမျိုးလုပ်နေတာကျွန်တော်သမီးလေးကလန့်ဖြတ်ကျွန်တော်ကမှန်တကားလေးစပြီးတော့အခုဘာဖြစ်လို့လဲ ဲ့လောက်ထိအောင်ကျွန်တော်မေးဘူးတဲ့စိုက်ကယ်နဲ့ထွင်ကလန့်ဖြတ်ပြီးရန်နေတယ်ကျွန်တော်ရှောင်းတယ်နှစ်ပေါင်းများစွာကျွန်တော်ရှောင်းတိန်နိုင်ခဲ့ပြီးပါပြီတကယ်တော့ဒီတစ်ချိန်မှာကျွန်တော်မရှောင်းတိန်နိုင်တော့အောင်ကျွန်တော်ဖြစ်သွားတာပါတကားလေးဖွင့်ပြီးတော့ကားစီကလန့်ဖြတ်ရထားတယ်ကျွန်တော်အိမ်ရဲ့လမ်းရဲ့နောက်ဆုံးအကွေလေးမှာကျွန်တော်အိမ်ဝင်ဖို့ဖြတ်ပြီးကလန့်ဖြတ်ရထားတယ် အခုဘာဖြစ်တာတော့ရှောင်းမင်းရတော့မင်းကိုလှုပ်ရှင်တာတဲ့စင်းငယ်ဟာနောက်ကကျွန်တော်တို့ကပါလာတဲ့သမီးလေးအတင်းလက်ကိုချစ်ချစ်ပါဆွဲထားပြီးတော့နောက်ပြန်ဆုတ်ပြီးတော့မဖြစ်ဖြစ်အောင်ရှောင်းရတာရှိဝေါ်ဆိုမောင်းထွက်သွားတယ်အဲ့ဒီဖြစ်စဉ်တွေအားလုံးကကျွန်တော်ကလည်းစကန်းကိုကျွန်တော်ပြောပြရတယ်အဲ့ဒီနေရာဖြစ်စဉ်တွေအားလုံးကိုလည်း စခန်းကလာပြီးတော့စစ်လိုက်တာ ਨੇ အဲ့နားမှာတွေ့နေတဲ့အရက်ပလင်းမွားနေတဲ့ပလင်းကိုနေအရက်နဲ့နေကန့်လန့်ပြအနေထားအကုန်သိတယ်သူတို့တပြတ်ပေါ့ဗျာဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာတွေကိုထပ်တိရပါအောင်မယ် အားနဲ့စိုးရုပ်တက်အနေထားတွေကိုထပ်ပြီးတော့သိရပါအောင်မယ်ဗျာပြောသလောက်မရှင်းဘူးခင်ဗျာပြောသလောက်မလွယ်ကူဘူးဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကတော့ဝေဒင်ဆရာကေဇုံရင်ထွက်ရှင်းလာတဲ့ဗီဒီယိုဖိုင်ပါသူပြောသလိုပဲဒီကိစ္စကပြောသလောက်တော့မရှင်းနေတာအမှန်ပဲ7နှစ်ကျော်လောက်တည်လာတဲ့အိနီးနာချင်း ရန်ညိုးရန်ဆရန်ကျွေးတွေတော့ရှိနေပြီအဲ့ဒါကြောင့်လဲ ီအမှုကဖြစ်လာတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ဟုတ်ကဲ့ပါနောက်ပိုင်းဗီဒီယိုလေးတွေကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပြသွားပါဦးမယ်။ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ။ဒီအမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေလည်းဘလို့ထင်လဲမှတ်ချက်ပေးခဲ့လို့ရပါတယ်။ကျွန်တော်ကွီးစော်ပါကျေးဇူးတင်ပါတယ်။